တော့လုံးဝနည်းနည်းကတက်ခံလေးဝင်ထဲတာပေါ့ပေါ့အဲ့ဒါကိုလားစင်ရေးကြတယ်လား၂၀ရေးကြခွဲပေးရပေါ့ခွဲပေးရတာပေါ့နော်အဲ့ဒါကိုတစ်လပိုင်းတစ်ရက်နေကိုတကယ်အဲ့အမှာအဲ့မဲ့ဟာကို तू ကမအပ်နိုင်ရဲ့တိုက်ကြရမပီစီဒီပဲနဲ့အပြင်ကို तू ကဒီတော့လပိုင်းကုန်လေးလေးလောက်တာနေပြီးရောချတာအဲ့ဒါကိုတော့လပိုင်းသူတို့တိုက်ဘာမှလည်းမပီသေးပဲနဲ့ဘာမှလည်းမကြည့်ကြဘူးနဲ့ငလင်းလှုပ်တယ်ဖျက်ရမယ်ဆိုပြီးကြောင်းပြပေါ့မြောက်လည်းမတူးပေါ့နော်ဘယ်မြို့နယ်လဲမန္တလေးတော့နောက်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆန်နော်အဲ့ဒီတိုက်ကြရတာကဘာလို့လဲ ်တယ်ဆိုတော့အဲ့ဒါကတော့ဖိုင်နံပါတ်ဆိုမင်းလေးဆိုမင်းလေး family wall family wall ဟုတ်ကဲ့ဆိုမင်းလေးမုဆလင်လားဟုတ်ပါဘူးမုဆလင်ပေါ့နော်ဒါကအဲ့တိုက်တွေနဲ့ပတ်သက်ပြီးဒီခါလဲကြောင်ညာလုပ်သေးပါလေအိုင်မမဟုတ်ဘူးအိုင်မမအိုင်မမဟုတ်ကဲ့ကြောင်ညာဟုတ်လားအဲ့ဒါဆိုခင်ဗျားတို့က

ေးနော်အဲစီဗင်နေပါရင်မပြောမတိုင်းဘူးလားစာပြေစာပြေတဲ့ပထူးဘာပြောလဲတိုင်းတော့စီဗင်ကစာတင်ခဲ့ဖို့ပဲပြောတာစာတင်ခဲ့လောက်ပဲကျွန်တော်ကဘာလို့ကိုကိုရှင်းအဲ့လိုရက်ခွက်ယုံသွားတော့ကြောက်လဲအဲဒီမှာတရားဥပဒေလမ်းကြောင်းနဲ့သွားရက်ခွက်ကဘာမှမဆိုင်ဘူးလေရက်ခွက်ကမဆိုင်ဘူးရက်ခွက်လူကြီးနေရဘာမှလုပ်လို့မရအောင်စီဗင်နေပဲဆိုင်တယ်လေလေးရကို900တောင်စောက်ထားသလားဟုတ်လားမှန်ပါပါမွ슬င်တွေတော်တော်အများစုကတော့အဲ့လိုပဲတလင်ကကျစ်လူတို့နောက်နောက်တစ်ခုကြတာလူတို့မွ슬င်လူမျိုးတွေကြတော့အကုန်ပြန်ပေးတယ်ဆိုမှန်ပါပါဒါပြီးတော့ဝေဖန်ပေးနိုင်မှာလို့ ဟိုဘာစီးဝဲလောက်တော့ဗမာတွေကြာသူတို့မွတ်စလင်တွေရောက်มาပါဘူးအဲ့ဒီကအိမ်တော်တိတယ်ပေါ့အိမ်နာမဘယ်လောက်လဲ86ပြီ80ရှင်းတင်ပါအခုကအရင်ကကျတော့80ရှင်းတင်80ပါအခုကျတော့86ပြီ80ရှင်းတင်ပါလို့သူမိမအရှင်းနေရှင်းနေရှင်းနေอืม ပြီးတော့ပုံမှန်သူမိမကဝင်လက်ခံတယ်ပုံမှန်ဗန်တော့နေနေအဲ့ဒါကိုသူကြတော့ကွာရှင်းတာသုံးသိရှိပြီးတဲ့အဲ့လိုမျိုးပြောတာအဲ့ဒါသူမိမကိုခင်ဗျားတို့တိုင်ရမှာနော်ဘာလို့လဲဆိုတော့မန်နေလေးမှာတိုင်လို့မရနေပြီးတော့ထိတိုင်ရမယ်တို့တို့လည်းဒီကအလုံးဝိုင်းရံပေးမယ်နော်သူမိမလည်းစက်တဲ့နေရှိပြီဆိုပေတူနေနေရအဲ့ဒါတူနေနေရပဲပေါ့ဗျာတူနေနေရပါလားရှိတယ်ဗန်နေတယောက်อืม

စီပင်ကတော့ပတ်စံပင်တော့ဖြတ်ခွေရှိတယ်ပတ်စံပင်တော့ဖြတ်ခွေမရှိဘူးကိုလည်းစီပင်တင်ထားပါလေဆိုတော့စီပင်ဆိုတဲ့ဟာတော့တော့လို့ရှင်တော့အခုနောက်ပိုင်းတော့မတည်ဘူးခုနောက်ပိုင်းတော့တမတော်အတိုင်းဝိုင်းလည်းဌာနဆိုင်ရာတမတော်ကလူကြီးတွေကလည်းစီပင်မှာနေရာယူထားတာတော့ပါတယ်อืมလို့ရှင်တာကတော့အဲ့ဒါပြီးတော့ရိုးချေရမှာလည်းမတည်ပါရှင်အမှန်တရားဆိုလည်းမတည်ပတ်စံပေးတယ်ပဲကပါသွားလာပဲဦးစင်းတို့မြန်မာနိုင်ငံအဲ့လိုပဲလာဘကခေတုံကလည်းအဲ့လိုပဲအဲ့ကလားစီပင်ကိုပုံပိုင်းနေပေါ့အဲ့ကလားနာမည်ဘာလို့ဆောင်းမင်းလွန်းอืมသူခင်ဗျားတို့အမှုဆွဲထားတာဘာလို့လဲ ီရမှာတော့မပါဘူးကောဒါဟိုခဏသူလိမ့်ထားတာဗမာတွေဘယ်နေရာလောက်ရှိရောမရအောင်ဘယ်နေရာလဲဘယ်နေရာကဒီတော့မအားတို့အပတ်တင်ကိုတိုက်တော့မဟုတ်ဘူးခန်းက150ရတော့ခန်းမင်းပြန်ရရှိတယ်အဲ့မှာဗမာအများစုပေါ့ဗမာဗမာအများကြီးတွေ့တော့မှာอืมဒါကလည်းတိုက်ချောက်လောက်မပါဘူးခွန်တိုက်တော့မှာပဲอืมမလေးရောအကြောင်းပြုဘယ်လိုလုပ်တာမလေးရောအကြောင်းပြုပြောမှာပေါ့ဘုံအခုကတိုက်တာမအပ်နိုင်တဲ့ပြင်တိုက်ကြမပြီးဘူးအဲ့ဒီအဖြစ်ကသူကဖျက်ရမယ်ဆိုပြောမှာစီမင်းကစာမိတ်ထွက်ပါတယ်ဆိုစာမီလည်းရှောက်ပြထားတာပေါ့ဘုံအဲ့ဒါတပြည့်အမားတို့ကစီမင်းကဖျက်ရမယ်ဆိုတဲ့အမိန်တူတူမှရှိတယ်ပေါ့အဲ့ဒါက တော့ဘာလို့မပြရမလဲ။စာရက်မျိုးရောက်ကလိုက်တယ်။စာရက်တည်နေတယ်။စီမီကစာရွက်တော့ဘုံဖုန်းမျိုးပေါ့။သူတို့ဒီမှာမှာချန်စီယိုမှာကတ်လိုက်တာ။ဒါပေမဲ့စီမီကသူ့အကူဖြတ်ခွန်မဲ့ပြီးဖြတ်မဲ့မဲ့ပြီးခင်ဗျားတို့မတင်ပြီးရောက်ရမှာလေ။အင်း။တပြိတော့လက်ထမရောက်သေးပဲနဲ့။တက်ကလည်းမပြီးလို့ချင်ဗျာ။ပုံမှန်တော့ဒီလာမိုင်းကိုပြီးရမှာ။ဆက်ရရ။အဲ့တက်ကလည်းမပြီးသေးဘူး။သူကခုလိုနေနေတော့ခါကြတော့အယူခဲရတယ်ဆိုပြီးတော့မှာ။အဲ့လိုပြောတာ။အင်း။အာများတူငါတိအောင်တော့နော်ဒါဦးစရလိုင်းမော်တင်ပေးမယ်လိုင်းမော်တင်မှာနော်လိုင်းမော်ဘာကြောင့်တင်တာလဲဆိုရင်ဌာနဆိုင်ရာလူကြီးတွေလည်းတိအောင်ဒီကလားအကြောင်းနောက်ထပ်ဗမာလူမျိုးတွေတိုင်းရင်းသား အဲ့လိုတိုင်းရင်သားတွေအလိမ်မခံရအောင်နော်ဒီကလောက်ကိုလည်းကျွတ်ကျွတ်လုံးတင်လုံးလိုက်တာလုံးမယ်နော်ဘူးစလင်မကသူစားသူကမဆိုင်ဘူးပြောတယ်ဟုတ်လားသူလင်းနေကွဲနေစလုံးနေရှိပါဟုတ်လားအရင်တူယောက်ကြာခုကျတော့ဒူပိုင်နေလုံးတယ်ဟုတ်လားအဲ့ဒါခင်ဗျားတို့နောက်ပြောချင်တာတော့အဲ့လိုကလိန်ကကြစ်တွေနဲ့မူဆလင်လူမျိုးတွေနဲ့ဝေးဝေးရှောင်းနော်အများစုကကလိန်ကကြစ်တွေပဲများတယ်မူဆလင်အများစုကနော်ဘာလဲဆိုပြီးမူဆလင်တိုင်းတော့မဟုတ်ဘူးဟုတ်လားဒါနဲ့အများစုကအဲ့လိုလိန်နေတာမူဆလင်အများစုကအများစုမဟုတ်ဘဲနဲ့လိန်တိုင်းကမူဆလင်နေဖြစ်တယ်ခဏလေးဟုတ်လားအကြောညာလားပါ အင်ဂျင်မဟုတ်ကွာလူကကြော်ညာရောသူကဘာတောင်းမှမယူလားယူပါဘူးဗျာတော်ညာကယူပြီးလုပ်ပြီးတော့ဘာမှတောင်းမယူတော့ဘူးတမန်ဟွန်းသူတို့ပဲကျွန်တော်တို့အာမခံနိုင်မှုလားဟုတ်တယ်ပုံမှန်သူတို့ယူပြီးတော့မှအကောင်ကဝေစားတာအဲ့အဲ့အင်ဂျင်မဟုတ်ဆိုတာကွန်မြူနတီရှိရလားကွန်မြူနတီပဲပုံမှန်တမန်ဟွန်းဗမာအဲ့မွ슬င်နဲ့ပတ်တဲ့လိန်တဲ့သူတွေကိုလိန်ခံရတဲ့သူတွေဗမာလူမျိုးတွေအကုန်စုဗျာအဲ့မွ슬င်အင်ရှိမှဗျာဌာနပြတင်ပြရမယ်ဗျာပြရဟဲ့လား အများဝင်တင်းမှာရှိဘူးကရှောင်းနေတဲ့နေသားမျိုးကြီးနော်သူမိမတော့ရှိတယ်ကွာသူမိမရှိတယ်သူမိမရပါသူမိမလည်းကလင်ကကြပောင်းလိမ့်တာပဲဟုတ်လားကိုယ်နေပြီးမှလူနဲ့တော့ကိုယ်ကြဒုက္ခလို့ပြောတာဟုတ်လားဟွန်းအလုပ်တင်လုပ်လိုက်တာလုပ်မယ်နော်တရားဝင်တော့စာတင်ရမှာပေါ့နော်အော်လူကြီးတွေလည်းဦးစဉ်ပြောကြည့်အောင်မယ်နော်လူကြီးတွေလည်းတော်တော်လိုရှိတယ်စီပင်နဲ့ပြောရအောင်စီပင်ကတော့ဒါတွေလုပ်ပြရမှာလေ ပြီးတော့စတင်နေမှာမဟုတ်ခရိုင်ရောတိုင်းရောတင်နေပါမှာမချိုးဘူးပေါ့ဟုတ်လားတင်မှာဟုတ်ပါဘူးဟုတ်ပြီဟုတ်ပြီတော့ကုန်လုံးပတ်စံကြွေးထားလို့နေမှာတင်မှာဟုတ်ပါတိုက်ချောက်လုံးဘက်ကတော့တို့နေပြီးတော့ပြတ်စတင်ထားတယ်ပြောတယ်ပေါ့ဟုတ်တော့နေပြီးတော့ပြတ်စတင်ရတယ်ဟုတ်ပြီပါတင်စရာရှိတာတင်ရမှာနော်နေပြီးတော့ကစီဗင်မာလည်းခါကြလူအကြီးဆုံးလူကြီးတွေကမတည်ဘူးအောက်မှာဖြတ်ချင်နေပြီအောက်မှာအတင်းအမြလူကြီးတွေကယုံနေရတာတို့တို့မြန်မာနိုင်ငံမှာလည်းဒီတိုင်းမှာအခုဖြစ်ပြနေတဲ့အရာတွေလူကြီးတွေကမတည်ဘူးနောက်အောက်ကပြည်သူတွေကလူလိန်နေအောင်ခန်းနေရတာအောက်ကမကြည့်တကြည့်ကောင်းနေတာပတ်စံရှူတယ်ပတ်စံစားတယ်ကလဘက်ကလိုက်တယ်ဒါမျိုးတွေဖြစ်နေတယ်နော် အမှန်တရားဖြစ်အောင်ကျွန်တော်လုပ်ပေးမယ်နော်ဟုတ်ပြီဟုတ်ပြီဆေးလာကူတဲ့ပြူစောတိကောင်းဆောင်တဲ့အဖွဲပြစ်ခတ်ခံရပြီးပြူစောတိနှစ်ဦးအပါလေးဦးတန်ရာရစကိုင်းတိုင်းရွှေဘုံမြို့အမှတ်9ရပ်ကွက်ရှိရွှေပလောင်ပုဂ္ဂလိကဆေးရုံဝန်အတွင်းပြစ်ခတ်မှုတွေဖြစ်ပြီးပြူစောတိနှစ်ဦးနဲ့အရက်သားနှစ်ဦးတန်ရာရခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ် မေ26ရက်မနေ့မနက်8:00နာရီကျော်မှာမေခွန်ရွာပြူစောတိကောင်းဆောင်ပေါ်တိန်နဲ့အင်အား30ဦးခန့်ပါပြူစောတိအဖွဲ့ကရွှေပလောင်စည်းရုံမှာလာရောက်ကုသနေစုလက်နက်ကင်အဖွဲ့တခုကလာရောက်ပစ်ခတ်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်ပေါ်တိန်က6ရောက်ကျိုးလို့စည်းရုံလာတက်တာ ဲ့ဒါကပုဂ္ဂလိကဆေးရုံလေးခုကဒုတိယအကြိမ်ခြေထောက်ကျိုးတာချော်လဲလို့ကျိုးတာပထမတစ်ခေါက်ကလည်းကျိုးထားသေးတာအသက်တောင်မပါတာကံကောင်းတယ်လို့ဖြစ်စုကိုသိရှိထားတဲ့ဒေတာခန်တူကမြေလက်အတန်ကိုပြောပါတယ်အပြန်အလှန်ပြစ်ခတ်မှုတွေကြောင့်ဆေးရုံလုံးကျုံရေးဝန်ထမ်းအသက်၄၀ကျော်ရွယ်အမျိုးသားတူနဲ့ ပစ်ခတ်မှုဖြစ်ချိန်စပေးနဲ့ဖြတ်တန်းသွားတဲ့လမ်းသွာလမ်းလာအသက်၃၀ကျော်ရွယ်အမျိုးသမီးတဦးတို့မစိုးရိမ်ရဒဏ်ရာရသွားကပြူစောတိရိဘက်ကလည်းနှစ်ဦးဒဏ်ရာရတယ်လို့မြင်းဒေတာခန္ဓာကသိရပါတယ်။ဆေးရုံဝင်အတွင်းကင်းလာဆောင်ပေးတဲ့ပြူစောတိတွေကိုရွှေဘိုတိုက်နယ်ငါပကတ်တပ်ဖွဲ့ကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုအတွင်းပြူစောတိနှစ်ဦးထိခိုက်ခဲ့တယ်လို့ရွှေဘိုမြို့နယ်ဘက်ကတာဝန်ရှိသူတဦးကအတည်ပြုပြောပါတယ်။မျက်မြင်တော့နှစ်ကောင်လဲကျသွားတာရှိတယ်။ သူတို့စီးလာတဲ့ပါဂျေရိုကားကလည်းပျက်စီးတာရှိတယ်အတွင်းထဲကလူထိမထိတော့မသိရဘူးပြင်းကပြောပါတယ်ပြစ်ခတ်မှုအတွင်ပြူစောတိတွေထိခိုက်တာကြောင့်ယမန်နေ့ညနေပိုင်းထိစစ်ကောင်စီအဖွဲ့တွေဟာရွှေဘုံမြို့ဝင်ထွက်နေရတွေမှာပိတ်ဆို့စစ်ဆေးခဲ့တယ်လို့သိရပါတယ်မေခွန်ကြီးရွာအုပ်ချုပ်ရေးမှုဖြစ်တဲ့ပြူစောတိပေါ်သိန်းဟာမြို့နယ်ပြူစောတိကောင်းဆောင်တအူးလည်းဖြစ်ပြီး ကျေးရွာမှာစစ်မှုထမ်းကြီးကောက်ခံတာမြေယာရီတင်းစီအောင်စားတာတွေလှုပ်ဆောင်နေတယ်လို့ရွှေဘုံမြို့နယ်ဘက်ကဖားကပြောပါတယ်မေ15ရက်ကလည်းရွှေဘုံမြို့နယ်ညောင်ပင်သာစိုက်ပျိုးရေးတိတ်ပံတက္ကသိုလ်နဲ့ပန်းရံကျေးရွာသွားလမ်းပေါ်မှာဒူးရဲအုပ်အပါဝင်နဲ့ဥပစ်ခတ်ခံရပြီးတေဆုံးသွားတယ်လို့သိရပါတယ်